သူရဲ့ဘာသာစကားမှုတ်ပပန်လဲအခုတချင်းနဲ့မြူးတဲ့ခါကျသူကလိုက်ကမင်းကဟီလေးလားဆိုဟီလေးလားဆိုအဲ့မှာကိုကဩအဲ့လိုမျိုးမီးတဲ့ခါကျကိုအရန်ပျော်ငါ့ကိုပြီးပါလားပွဲရလှပွဲရအားလုံးဟိုတကယ်ကိုပျော်ပျော်ရွှင်ရွှင်ဖြစ်ခဲ့တယ်အဲကိုရီးယားလောက်တာပေါ့နော်ကိုရီးယားအချင်းပါတယ် ဒီ round festival သူက၃နှစ်ရှိပေါ့ဒါမြန်မာပြည်ကဟို artist တွေပါတာအဲကိုလို့သွားခဲ့ရတော့ဒါဟို ASEAN ပေါ့နော်ကိုအဓိကကိုရီးယားနိုင်ငံ KBS ကနေပြီးတော့ကြီးမှုပြီးကျင်းပါတယ်အဲ ASEAN ကဒီအမှုပညာရှင်တွေပေါ့နော်ဒီဒီတနိုင်ငံကိုတယောက်တစ်ဖွဲ့ပေါ့အဲ့လိုနှုံးနဲ့ခေါ်ခဲ့ကြရတာ round festival ပေါ့အဲ ASEAN နိုင်ငံအကုန်ပါတာပေါ့နော်ဒီမှာကအကူရောနှစ်ရက် ဖြောပြေးရနှစ်ရက်ချင်းပါတယ်ပေါ့သူ့ရဲ့နဲ့သူ့ပေါ့နော်အကိုကတော့21ရက်နေမှဖြောပြေးရပါတယ်သူက21 22ဟောအရင်အထွေကြောင့်တစ်တည်းရတယ်ပေါ့နော်နောက်တစ်ခုကလည်းဘုံဘုံကလည်းခုနကလိုပေါ့ကိုတို့အဖွဲမှာအငယ်ဆုံးလေးဖြစ်တယ်အဲဘုံဘုံရဲ့တချို့ idea လေးတွေလည်းအခုသူ့ရဲ့ idea ပချင်းတွေဖန်တီးဖို့ပေါ့နော်သူ့ idea လေးတွေတော်တော်မိုက်ပါတယ်အဲ့မှာကိုတို့ကိုယ်အထွက်ကအစားပေါ့နော်ဟိုအားလုံးပေါ့နော်ကိုချစ်ဖြူကိုစီယာမင်းပေါ့အညီကိုလေးအကုန်လုံးအကိုလက်ကီဟန်တပံလုံး ဒီတခြားကြလေးကိုအင်းနဲ့အားနဲ့အခုရဲ့ image ပိုကောင်းအောင်တို့အများကြီးစူးစမ်းပြထားပါတယ်ပဲမှာလည်းကလေးအင်အားအားတော့ရှိပါဘာကြောင့်လဲဆိုတော့အဲမလေးရှားမှာရှိကြတဲ့ကိုယ့်ရဲ့အဲတိုင်းသားတွေပေါ့နော် တိုင်းသားညီကောင်မတွေရတယ်လာရောက်အားဖြည့်ပေးကြတယ်နော်ကိုယ့်ရဲ့ညီမနိုင်ငံအလန်နဲ့ဝေ့ပြီးတော့လေအားတချင်းနေဘူးဆိုတဲ့အချိန်မှာအောက်ကအားပေးရတယ်အဲ့ဒါတော့ရင်တော်တော်လေးကိုရင်ခုန်သွားပါတယ် တို့ရဲ့ဘာသာစကားမှုတ် ပြန်လဲအခုတချင်းနဲ့မြူးတဲ့ခါကျတော့သူတို့ like ကအဲ့ဒါလေတော်တော်လေးကြည်နူးမိပါတယ်ဘာသာဘာသာစကားမတူဘူးဒါပေမဲ့တချင်းပေါ်မှာလိုက် ပြီးတော့စီမျောပြီးတော့အာခုံပေါက်ကလာတွေ့ရတာအရန်ပေါ့နော်ဟိုအဲ့ဒါလေးတခုလည်းကြည်နူးရတယ်နောက်တစ်ခုဘီဒီယိုကိုတော့ဗာလဲဆိုခြားတော့ဟိုနိုင်ငံတကာဟိုဟိုအမှုပညာညီကောင်တို့ကခင်မင်းရင်းနှီးခွင့်ရပါဘောနော်စကားရပြောပြတယ်ခင်မင်းခင်မင်းရင်းနှီးခွင့်ရတယ်ပြီးတော့တို့ရတယ်တကယ်ဟိုဟိုကိုယ့်ရဲ့မြန်မာကိုနော်တဲတဲချာချာလေးကိုဟို ပေါ်ရွေရှိနော်ပေါ်ရွေနဲ့အချစ်ချစ်ခင်ခင်နဲ့အားလုံးပေါ့နော်အိန္ဒိယနိုင်ငံတွေစုံကြတဲ့အခါမှာမနုပညာမားချင်းချင်းတွေတွေ့ရတဲ့အခါကျတော့ကြည်လဲကြည်နိုးတယ်ဟိုတော်တော်ဝမ်းလဲဝမ်းသာတယ်သူတို့သူတို့ကတခါမပြူဟီလေးပေါ့နော်ဟီလေးပေါ့ဟီလေးပေါ့ဟီလေးပေါ့အဲ့လိုတော်တော်ကြည့်ပြီးတော့အဲဟုတ်တယ်ဟီလေးပေါ့အဲအဲ့လိုမျိုးသူတို့နဲ့စကားပြောခွင့်ရခဲ့တယ်သူတို့ဟိုတယ်တစ်ခုမှာအကုန်လုံးကတူတက်ရတာအဲဟိုတယ်ကြီးမှာပဲအဲရှိသမျှ artist တွေက နှစ်ရက်သုံးရက်ကျိုးရောက်နေကြတာအဲ့တော့အမြဲတမ်းတက်မလားဟိုတွေ့နေမှာဟိုလက်တွေကတက်ဆင်းမှလည်းတွေ့ကြပါဘာဗီယက်နမ်ကဆိုတော့ဆိုရင်တို့တို့ဆိုရင်လည်းအဲ့လိုပဲတွေ့တော့ဟိုမင်းကဟီလေးလားဆိုရင်ဟီလေးလားဆိုအဲ့မှာကိုကဩအဲ့လိုမျိုးမေးတဲ့အခါကျတော့ကိုအရန်ပြောငါ့ကိုတီးပါလားမဟုတ်လားသူ့လည်းကိုကပြန်ပြောသူတို့လည်းသူတို့တီးတယ်ဆိုတော့အင်ဒီဂျင်နိုင်ငံ artist တချို့ကြတော့နည်းနည်းလေးအလှမ်းဝေးကြတော့လေတီးချင်မှတီးပါမှာလားအဲ့လိုကိုအကြောင်းလဲသူတီးသူ့အကြောင်းလဲအနေငယ်ကိုတီးတယ်ဆိုတော့တယောက်နဲ့တယောက်ဒါအဲ့လိုခင်မင်ရင်းနှီးခွင့်ရတယ်အဲ့ဒါလေးတော့ကျွန်တော်ချီးနှုတ်မှုပေါ့ပါ အခုတချင်းကတော့တို့ပြောရရင်တော့တို့ပွဲမှာတော့ပူတည်တာတို့တချင်းတအားအောက်ကလိုက်ကြတာတို့ကအခုဟိုမှဲ့ကိုစုံစားမှာတို့ကကြဟောတို့အဲ့ဒါကြကကြရကြအဲ့တချင်းတို့ကကြတို့လက်တွေမြောက်ကိုအဲ့ဒါလေးကြည့်ပြီးပြောပေါ့နော်တို့လည်းဟိုကိုရီတချင်းကိုကြားပြီးတော့ enjoy ဖြစ်တယ်ဆိုတော့အဲ့ဒါလေးတော့ဝမ်းသာမိရဲ့မှဲ့တချင်းကတော့အခုဟိုထိုင်းနဲ့ကမ်ဘောဒီးယားတို့ပုံစံမျိုးပေါက်တယ်ဒါမဲ့ဘာလဲဆိုတော့အဲဒီပွဲမှာတော့အခုတို့အဲ့ဒီအရသာလေးကို တက်နိုင်မြရောင်း short ချလိုက်တယ်။ဘာကြောင့်လဲဆိုတော့အဲကိုစီယာမင်းပေါ့ကိုစီယာမင်းနဲ့ဘုံဘုံနဲ့ဒါသူတို့တိုင်ပင်ပြီးတော့ဟိုအလေကဒီမှာမှာ group တချင်းမှာဘုံနေထည့်ထားတယ်။ပုံစံတစ်မျိုးပြောင်းသွားအလေမှာအလေမှာမထားပါတော့အခု intro ဆတယ်ဟိုကဘုံနံနဲ့တယ်မလား။ဘုံနဲ့ဆထွက်တယ်ပြီးတော့အလေမှာနောက်တော့အလေက drop လေးမှာလည်းဘုံနံလေးတွေထည့်ထားတဲ့အခါကျတော့ဒါကိုတို့မြမ UI traditional ရဲ့ဒါဟိုအတန်လေးတွေကိုတခြားသောဟို ီဘက်ကပရိသတ်တွေလည်းကြားခွင့်ရတာပေါ့နော်ဒါတခြားသောလူမျိုးတွေတခြားသောနိုင်ငံပရိသတ်တွေလည်းဒါဒါဒီ instrument ဘာလဲဆိုတော့သူတို့ကြားခွင့်ရတာပေါ့အခုတချင်းထဲမှာစမူဇာဆိုတဲ့ဟာတော့ဒါဝေါ်ဟာရာတကဘာလုံးမှာရှိတယ်ဘာလို့တကဘာလုံးတည်ရဝေါ်ဟာရာလေနော်စမူဇာကအကောင်ကဟိုဟာထားပါတော့အဲ့လိုပဲခေါ်ကြတာလေစမူဇာကိုစမူဇာလို့ပဲတကဘာလုံးခေါ်ကြတဲ့ခါကျတော့အာကြားတဲ့ခါကျသူတို့ဝမ်းတာအဲ့ဒါစမူဇာစမူဇာပေါ့နော်ရပြီးတော့အဲ့လိုဒူးရင်အဲ့ဒူးရင်ဒီဆိုတဲ့ဟာလေဒူးရင်ကလည်းဒူးရင်တည်ရတယ်ဒူးရင်ပဲလေနော်အဲ့တော့ အဲ့လိုမျိုးလေးတွေမှာအဲ့အတချင်းလေးမှာသူတို့မှတ်မရလေးပိုရှိသွားတာပေါ့အဲ့အဓိပ္ပာယ်ကတော့သူတခြားမသိလောက်ဘူးပေါ့အဓိပ္ပာယ်တော့သိချင်မှသိမှာဒါပေမဲ့စမူဇာဆိုအောက်ကစမူဇာလိုက်អော်တာပေါ့အောက်ကဒါစမူဇာရဲ့အဲဒါတော့တင်ဂီတာလေးပါပွဲတွေမှာဒီမြန်မာပြည်မှာဆိုခရုံးကလည်းအဲ့လိုမျိုးပုံစံလေးလုပ်ပြန်သူတို့ကလိုက်လုပ်ကြတယ်ပွဲရောလားပွဲရောအားလုံးဟိုတကယ်ကိုပျော်ပျော်ရွှင်ရွှင်ဖြစ်ခဲ့တယ်အာကိုရီးယားလောက်တာပေါ့နော်ကိုရီးယားအချင်းပါတယ် ဒီ round festival သူက၃နှစ်ရှိပေါ့ဒါမြန်မာပြည်ကဟို artist တွေပါတာပထမဆုံးနှစ်ကတော့မြန်မာတွေပါပါဝင်တဲ့ပထမဆုံးနှစ်ကတော့ velocity ပေါ့2023က velocity ရဲ့ပြီးတော့ velocity နဲ့အတူတူပေါ့ညီမအိမ်တို့ဂျိုဝဲတို့ပါတာပေါ့နော်ပြီးခဲ့တဲ့2024ကကျတော့ lucky hand နဲ့အတူတူ bandy phew ပေါ့နော်ဒီနှစ်2025မှာတော့ lucky hand နဲ့အတူအကူနဲ့ဟုတ် နောက်နေ့ကျရင်တော့အကိုတိလောက်ဘယ်ဖိလစ်ပိန်းလာမှလားတိအလိုတွေကိုကြားပါတော့။အဲနောက်နေ့နောက်နေ့တော့မြန်မာပြည်ကလည်း artist တယောက်တော့ပါမှာပါတော့။တစ်နှစ်ကိုတယောက်ရွေးချယ်တယ်